ကင်ဖြားနေတဲ့အချိန်မှာကလေးကိုနှုတ်ဆက်တိုက်ရမှာလားနှုတ်တရကနေတဆင်ကလေးကိုအဖျားဝူးနိုင်လားပြီးတော့တတော်ရတဲ့စီးတွေနှုတ်ထဲကိုဝင်သွားပြီးတော့ကလေးကိုထိခိုက်နိုင်မှာလားဆိုတဲ့မိခွန်းလေးကိုဖြေပေးပါမယ်ရှင်မိခင်တယောက်ဖြားတဲ့အခါမှာနှုတ်တိုက်တာမျိုးရက်ပစ်တာပေါ့နော်အဲ့ဒါတွေတော့ရှောင်ရှားတင်ပါတယ်အရန်ပြင်းထန်တဲ့ယောဂါရှိမှသာသုံးဖို့နှုတ်ပြီးဖြတ်ခိုင်းတာမျိုးရှိတာပေါ့နော်ဟိုတာမန်အဖျားတာမန်အေးအေးမိတာနှာချေးဆောင်းဆိုဘိုင်းနာဘိုင်းအောက်လောက်ကတော့ကလေးကိုမိခင်တို့ဆက်တိုက်တင်ပါတယ် ်ကိုပြနေတဲ့ဆရာဝန်ကိုလည်းကိုကမိခင်တို့တိုက်နေသေးတဲ့အကြောင်းပြီးရင်ကိုကလေးရဲ့အသက်ရွယ်ကိုပြပြပေးပါအဲ့ဒါမှသာလေသူပြီးတဲ့ဆေးဝကလေးအတွက်ပါအဆင်ပြေအောင်ဆရာဝန်ကချိန်စားပေးလို့ရမှာဖြစ်ပါတယ်မိခင်ဖျားနေတဲ့အခါမှာကလေးကိုနှုတ်မတိုက်တာကလည်းကလေးကိုပူပြီးဖျားစေနိုင်တဲ့အချင်းကလေးကနှုတ်မဆိုးရလို့မအီမတာဖြစ်တာငိုယူပြီးတော့ကြည်ကြတာအာဟာရရောတာတွေပဲရှိပါမယ်ပေါ့နော်မိခင်ဖျားနေတဲ့အခါမှာကလေးကိုမကူးစေဖို့ပေါ့နော်ပုံမှန်လုံနေကြဖြစ်တယ်မကြခဏလက်စေးတာချောင်းဆို နှာချင်လဲအုပ်ပြော်ချီတာမျိုးလုပ်ပါတပြားနေတဲ့အခါမှာလဲပေါ့နော်နိုးတိုက်တဲ့အချိန်ကြီးနေသွားလို့နိုးထွက်နေတာမျိုးမဖြစ်အောင်လဲပေါ့နော်မိခင်ကအရင်များများတောက်ပေးပါနိုးပုံမှန်တိုက်ပေးပါရှင်မလိုအပ်တဲ့ဆိုရင်ဆေးရုံစေခန်းမှာဆရာဝန်နဲ့တိချပြပါလိုအပ်တဲ့ဆေးကုသမှုနဲ့ညွန်ကြားမှုကိုဆေးရုံစေခန်းကဆရာဝန်နဲ့ပြောတဲ့အတိုင်းအတိအကျလေးလိုက်လုပ်ပေးပါရှင်